လူငယ်တယောက်နေနဲ့ရည်စားထားတော့မယ်ဆိုရင်မဖြစ်မနေတိတင့်နားလေထားရမယ်အချက်6ချက်ရှိပါတယ်ဒီ6ချက်စလုံးကတစ်ချက်မှဖယ်လို့မရဘူးအရင်ရေးကြီးတဲ့အချက်တွေဖြစ်တယ်မြန်မိတ်မိမမိမဆိုတော့6လုံးဖြစ်တယ်ပထမတစ်ခုအနေနဲ့နံပါတ်1တစ်ချက်အနေနဲ့မြန်မြန်ကမြန်မြန်နဲ့အဖြေမပေးမိစေနဲ့ပြောရမယ်ဆိုရင်စိတ်မလွန်နဲ့ပေါ့များစွာသောသူတွေကလူတော်တော်များများက ဗီဇာထားတော့မယ်ဆိုသူရုပ်ရည်လေးကိုကြည့်ပြီးတဲ့အခါမှာဟာအရန်စိတ်လှုပ်ရှားတဲ့အခါမှာအဖြစ်မြင်မြန်ပေးလိုက်ပေါ့အဖြစ်ပေးပြီးသွားတဲ့အခါမှာသူနဲ့ကိုနဲ့လောအဆင်မပြေတဲ့အခါမှာသူ့ကိုမုန်းတဲ့အချိန်လဲကြောင်းသူ့ရဲ့မျက်နှာကိုမကြည့်ချင်လောက်မုန်းသွားတဲ့အခါမှာဘလောက်ပဲချောချောကိုမချစ်တော့ဘူးဆိုရင်အဲ့သူရဲ့မျက်နှာကိုမျက်စိရှိမှလောက်ဦးမလာတော့အဲ့လိုဖြစ်သွားတယ်။ဒါကြောင့်နော်ရီစာထားမယ်ဆိုရင်မြန်မြန်အဖြစ်ပေးဖို့မလိုပါဘူး။မြန်ဖို့မလိုဘူး။ မှန်ဖို့ပဲလိုတယ်။ဒါလေးကိုသတိချက်အမှဖြစ်တယ်။မြ мян အဖြေမပေးနဲ့။နံပါတ်၄တစ်ချက်အနေနဲ့မိတ်မိတ်ဆွေအဆင့်ကိုတက်လမ်းပါ။နိုင်ငံတကာမှာတော့တို့ကတော့ dating process ဆိုပြီးတော့ dating အဆင့်ကိုတက်လမ်းတယ်။ dating ဆိုတဲ့အရာကပါလဲဆိုတော့သူကလည်းကိုယ်အဖြေမပေးသေးဘူးကိုကလည်းအဖြေမပေးသေးဘူး။တောင်းနဲ့တောင်းရင်းနှီးကျွမ်းဝမှုနဲ့သူ့အကြောင်းကိုသိအောင်လေ့လာတယ်။ကိုယ့်အကြောင်းသူသိအောင်လေ့လာတယ်။ဒီ process လေးကိုသွားတော့ dating process လို့ခေါ်တယ်။ ူနဲ့ပတ်သက်တဲ့အရာတွေကိုပုံမွေလင်းလင်းမေးလို့ရတယ်။သူကလည်းကိုနဲ့ပတ်သက်တဲ့အရာတွေမေးလို့ရတယ်။ဆိုတော့အဲ့လိုမေးတဲ့အခါမှာရင်းနှီးမှုကိုသွားတဲ့အခါမှာသူ့မှာဘာအနေချက်ရှိလဲ။သူကအတောက်စားရှိလား။သူကမိမရှုပ်လား။သူကအကျဉ်းဆိုင်မကောင်းတဲ့သူဖြစ်လားဆိုတဲ့အရာကိုနားလည်လာမှာဖြစ်တယ်။အကယ်၍အဲ့လိုမဟုတ်ပဲနဲ့မြင်မြန်မိတ်ဆွေတေချာမဖွဲ့ပဲနဲ့မြင်မြန်စိတ်လောသွားမယ်ဆိုရင်တော့အဆင်မပြေဘူးပေါ့နော်။အဲ့ဒီခါကျမှဟိုပူဆိုးသွားနိုင်တယ်။လူတစ်ယောက်ကကြကြဝါးတဲ့အခါမှပဲ။ ခါမှန်သိတယ်လို့ပေါ့မြန်မာစကားလို့ပဲကြကြပေါင်းမှပဲမိတ်ဆွေစင်တက်လမ်းမှပဲသူ့အားနဲ့ချက်တွေပို့ပြီးတော့တိနာလဲနေမယ်နောက်တစ်ခုကကြတော့ပါလဲဆိုတော့မြန်မိမိမိကပါလဲဆိုတော့မိမိနဲ့ယူပါယုံတူတဲ့သူကိုပဲရွေးချယ်ဖို့လိုအပ်ပါတယ်တနည်းအားဖြင့်ကိုသွားခြင်းနဲ့ဘဝလမ်းကြောင်းနဲ့သူသွားခြင်းနဲ့ဘဝလမ်းကြောင်းကသူ့အင်ပိုကောင်းတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင် तू ကအမှုပညာလမ်းကြောင်းမှာသွားရတယ်ထားလိုက်အမှုပညာလမ်းကြောင်းသွားတဲ့အခါမှာ तू ပြောဆောင်ရတဲ့အရာရှိတယ် တွဲရတဲ့အရာတွေရှိတယ်။ကိုကတော့မဟုတ်အရန်သဝင်တိုးတက်တယ်ဆိုတချိန်လုံးသဝင်လိုက်တိုးနေတယ်ဆိုရင်သူ့ရဲ့လမ်းကြောင်းကိုလည်းကိုကောင်းကောင်းမပန့်ပိုးပေးနိုင်ဘူး။အဲ့လိုဖြစ်သွားနိုင်တယ်။အတကယ်သူကစီးပွားရေးသွားခြင်းနဲ့ကိုကတော့ပရာဟီတာနဲ့ပတ်သက်ပြီးတော့ပရာဟီတာတွေကိုအရန်လှုပ်ဆောင်ခြင်းတဲ့သူဖြစ်တယ်ဆိုရင်တစ်ဖက်ကစီးပွားရေးတစ်ဖက်ကပရာဟီတာနဲ့ဆိုရင်လည်းအဆင်မပြေပြန်ဘူး။ခေါ်ချင်းတူတဲ့သူယူပါယုံတူတဲ့သူသွားခြင်းနဲ့လမ်းကြောင်းတူတဲ့သူကိုရွေးချယ်တာအကောင်းဆုံးပဲ။ဘာသာရေးသမားကဘာသာရေးသမားနဲ့သွားတာကောင်းတယ် စီပွားရေးသမားကစီပွားရေးသမားနဲ့သွားတာပိုကောင်းပါတယ်။ဒါကြောင့်เนาะကိုယ့်ရဲ့ယူပါရုံကိုပံ့ပိုးပေးနိုင်တဲ့သူကိုရွေးချယ်ဖို့လိုအပ်ပါတယ်။နံပါတ်၄တစ်ချက်အနေနဲ့မြန်မေ့မိပြီးသွားတဲ့အခါမှာเนาะမမကပါလဲဆိုတော့မယုံကြည်သူနဲ့ရည်စားမထားပါနဲ့။ပြောမယ်ဆိုရင်တော့ဘာသာရေးမတူတဲ့အခါမှာရည်စားထားတဲ့အခါမှာညှိနှိုင်းရတာတွေအများကြီးရှိပါတယ်။ရည်စားပွားမှာတော့အရန်ချစ်တဲ့အခါမှာဒါတွေကိုမသိဘူး။ ။ဒါပေမဲ့အိမ်အောင်ကြပြီးသွားတဲ့အခါမှာကိုကွယ်မှုမတူတဲ့အခါမှာသူ့ရဲ့အမြင်ကိုရဲ့အမြင်သူ့ရဲ့လှုပ်ဆောင်မှုကိုရဲ့လှုပ်ဆောင်မှုတွေးခေါ်ပုံတွေကမတူတဲ့အခါမှာစကားများပြီးတော့ကတောက်ကဆက်ဖြစ်ရတဲ့အရာတွေခဏခဏကြုံရတယ်။အထူးသဖြင့်သားသမီးရလာတဲ့အခါမှာတော့သူကခလေးကိုမလှုပ်ချင်နဲ့ကိုကမလှုပ်ချင်နဲ့အဲ့မှာဆလွဲတော့တာပဲ။သူကစနေဆိုဖျားကြောင်သွားချင်နဲ့အကိုကဖျားသွားချင်နဲ့လွဲကုန်အောင်။ဒါကြောင့်မယုံကြည်သူနဲ့ရည်စားမထားပါနဲ့။ကိုနဲ့ယုံကြည်သူချင်းချင်းပဲ ရည်စားထားဖို့ရန်အတွက်တွန်းအားပေးခြင်းနဲ့ဒါကဖြစ်လာမဲ့ပြဿနာတွေကိုကြိုတင်ပြီးတော့ကာကွယ်ထားလို့ရအောင်ပါမြန်မေမိမမိနောက်ခုမိကပါလဲဆိုတော့သူကမိဘသဘောတူဖို့ကြိုးစားပါများသောအားဖြင့်လူငယ်တွေကအယမ်းချစ်တဲ့အခါမှာမိဘမသိအောင်ရည်စားခိုးထားတယ်ရည်စားထားပြီးမှမိဘသိတဲ့အခါမှာမိဘသိဖို့လိုက်ပြီးတော့သဘောတူရတာအယမ်းပင်ပန်းတယ်တနေ့တယောက်တွေးဖို့ရန်အတွက်တောင်မှခိုးချောင်ခိုးဝက်တွေးနေရတဲ့အခြေအနေဖြစ်သွားတယ် ဒါကြောင့်ရည်စားထားတော့မယ်ဆိုရင်ကိုကသူ့ကိုချစ်တယ်ဆိုရင်သူ့ရဲ့မိဘဘက်ကိုကိုကရင်းနှီးမှုအရင်ဝင်ထားတယ်ဆိုရင် ပို့ပြီးတော့ကောင်းတယ်ဘလို့ရင်းနှီးမှုဝင်လို့ရမလဲလက်ဆောင်လေးနည်းနည်းပေးတာဖြစ်ဖြစ်အမတ်တရားလေးပေါ့ကိုကိုသတိထားမိမဲ့ပုံစံလေးတွေနဲ့ဝင်ထားတယ်အာကိုကဘာလုပ်လဲဆိုတဲ့ပုံစံလေးတွေဟိုဘက်မိဘကသိထားတယ်ဆိုရင်သူ့ရဲ့သမီးတို့မို့သူ့ရဲ့သားကိုချင့်ကပ်ရတာအရန်လွယ်ကူသွားပါလိမ့်မယ်ဒါကြောင့် မိဘသဘောတူပြီးမှထားတဲ့သူကရည်စားထားတဲ့အခါမှာစိတ်ပင်ပန်းမှုမရှိဘဲနဲ့မိဘတွေကလည်းသဘောတူထားတဲ့အတွက်ကြောင့်မလို့ကိုတွဲတဲ့သူကဘသူလဲဆိုတာသိပြီးတဲ့အတွက်ကြောင့်မလို့ကို့မှာတော့ကကင်းဝေးရတာပေါ့နော်တော့ကကင်းဝေးရစေတယ်မြန်မေမိမမိမနောက်မနောက်ဆုံးတစ်ခုကဘာလဲဆိုတော့သူကမင်္ဂလာမဆောင်မီကို့ကိုကိုထိမ့်သိမ်းပါအဲ့လိုပြောတဲ့အခါမှာတချို့သောသူတွေကမေးကောင်းမေးမယ် ဒီခေတ်ကအရန်ပွင့်လင်းတဲ့ခေတ်ရောက်နေပြီလေ။ငါကြိုက်တဲ့သူနဲ့အိမ်မှာဘော့ဆိုပြီးတော့ရှစ်တက်တယ်ပြောတတ်ကြတယ်။ကျမပြောပြစီဘယ်သူမဆိုခက်ခက်ခဲခဲရတဲ့အရာကိုတံပိုးထားပါတယ်။လွယ်လေးတကူရတဲ့အရာကိုတံပိုးကအဲ့လောက်သိမ့်မထားတတ်ကြ။ဒါကြောင့်လူတိုင်းကခက်ခဲလေပိုတံပိုးထားလေ။ဒါကြောင့်မိမိရဲ့ကိုခန္ဓာအပြူစင်ဆိုတဲ့ဂုံကိုတံပိုးထားပြီးတော့ထိမ့်သိမ့်တတ်ဖို့လိုအပ်တယ်။တချို့သောသူတွေက သူတို့အနေနဲ့ကတော့အပြုအစင်မဟုတ်တော့ဘူးအရင်ကရည်စားတွေရှိခဲ့လို့တွဲတွဲခဲ့လို့အပြုအစင်မဟုတ်တော့ဘူးဒါဆိုဒီလိုလူအနေနဲ့ကလည်းသူကရည်စားထားမယ်ဆိုရင်ဖြစ်ပြီးခဲ့တဲ့အရာတိုင်းပဲကိုကရည်စုံမျိုးဖို့မစင်စားပါနဲ့။အော်ငါအပြုအဝမဟုတ်တော့ငါကြိုက်တယ်လို့အိတ်လိုက်မယ်ဆိုပြီးတော့လည်းမတွေးပါနဲ့။ကိုအိမ်အောင်မပြုတ်မီအထိကိုကိုကိုတံပိုးထားပြီးထိမ့်သိမ့်နေဆိုရင်ကိုကိုတကယ်ချစ်တဲ့သူကလည်းသူကသူ့ကိုသူထိမ့်သိမ့်နေဆိုရင်သူကပါလိုက်ပြီးတော့ထိမ့်သိမ့်သွားလိုက်မယ်ထိမ့်သိမ့်ပေးလိုက်မယ် ကိုယ့်ကိုတံပိုးထားတဲ့မိန်းကလေးတယောက်က အပြိုဝဲဖြစ်နေပါစေ။သူမို့သမီးစားနဲ့ပဲအရင်ကမှားယွင်းခဲ့လို့ကြုံခဲ့ဘူးတဲ့သူပဲဖြစ်နေပါစေ။ပြန်တံပိုးထားပြီးစနစ်တကျထိမ့်သိမ့်မယ်ဆိုရင်လူတိုင်းကတံပိုးထားတဲ့သူတယောက်ဖြစ်လာလိမ့်မယ်။